တော်လန်ရေးအောင်မြင်ခဲ့တဲ့နိုင်ငံဆယ်နိုင်ငံမိတ်ဆွေတို့ရေဒီနေ့မှာတော့အာနာရှင်စနစ်တွေကိုလက်နက်ကင်တော်လန်မှုတွေနဲ့အောင်မြင်စွာပြိုလဲစေခဲ့တဲ့နိုင်ငံဆယ်နိုင်ငံအကြောင်းကိုပြောပြချင်ပါတယ်။နောက်ဆုံးရသတင်းတွေအရကမ္ဘာနဲ့မှာအာနာရှင်စနစ်ကိုစန့်ကျင်တော်လန်တဲ့လှုပ်ရှားမှုတွေဆက်လက်ဖြစ်ပွားနေသေးပါဒါပေမဲ့ဒီနေ့မှာတော့အတိတ်ကအောင်မြင်ခဲ့တဲ့တော်လန်ရေးတွေကိုပြန်လည်သုံးသပ်ကြည့်ကြရအောင်ပါ။ နံပါတ်7ကျူးဘာ1950ကိုခုနှစ်ကျူးဘာနိုင်ငံက1950ခုနှစ်ကာလရေမှာတော်တော်လေးဆင်းရဲခဲ့ပါတယ်လူတချို့ပဲချမ်းသာပြီးအများစုကတော့ဖိနစ်ခံနေရတာပေါ့အဲ့ဒီအချိန်မှာဖီရယ်ကက်စထရိုနဲ့ခြေဂွေဘိုင်းယားတို့ကူးဆောင်တဲ့ဇူလိုင်26ရက်လှုပ်ရှားမှုဆိုတဲ့အဖွဲ့ဖွဲ့လိုက်ပါတယ် ကန်းချီကနေတောင်တန်းစီတောင်တန်းကနေမြို့ပြစီဆိုတဲ့ပြူဟာနဲ့သူတို့ကတောင်ပိုင်းတောင်တန်းတွေတဲ့ကနေအစပြူပြီးတော်လန်ရေးစစ်ပွဲကိုစတင်ခဲ့ပါတယ်။ဗတ်တစ်ဆရာကိုနှစ်ပေါင်းများစွာ တိုက်ခိုက်ပြီးနောက်1959ခုနှစ်မှာနိုင်ငံကိုသိမ်းပိုင်နိုင်ခဲ့ပါတယ်။သူတို့ရဲ့အောင်မြင်မှုဟာလွယ်ကူစွာရခဲ့တာမဟုတ်ပါဘူး။ပေးဆက်မှုများစွာ ရှိခဲ့ပါတယ်။နံပါတ်1 BNN 1995ခုနှစ်တကယ်တော့ BNN ကဒေါ်လာမှုဟာအရင်ကြီးရှိကြခဲ့ပါတယ်။ရင်တက်ကိုလိုနီအုပ်ချုပ်ရေးကနေစတင်ပြီးနောက်ပိုင်းအမေရိကန်ထောက်ပံ့ထားတဲ့တောင်ပိုင်းအစိုးရကိုတိုက်ခိုက်တဲ့အထိဆက်လက်ဖြစ်ပွားခဲ့တာပါ။ဗီယက်ကွန်နဲ့မြောက်ဗီယက်နမ်တက်မတော်ရူဟာတော်ရဲကနေတောင်ရသမားတွေနဲ့အတူလက်နက်ကင်ဒေါ်လာရေးကိုဥဆောင်ခဲ့ပါတယ်။ ရေရဲကငါလိုပြည်သူကြားမှာရှင်တန်ကြရဲဆိုတဲ့ဗျူဟာနဲ့သူတို့ကအာနာရှင်စနစ်ကိုစန့်ကျင်တိုက်ခိုက်ခဲ့ကြတာပါ။ဆယ်စုနှစ်တခုကျော်တိုက်ပွဲတွေဆင်နွှဲပြီးတဲ့နောက်1995ခုနှစ်မှာစိုင်းကုန်မြို့ကျဆုံးပြီးတိုင်းပြည်ကိုတခုတည်းဖြစ်ပြန်လည်ပေါင်းစည်းနိုင်ခဲ့ပါတယ်။နံပါတ်3မိုဇမ်ဘစ်1995ခုနှစ်ပေါ်တူဂီကနှစ်ပေါင်း၄၀၀ ကြောအုပ်ချုပ်ခဲ့တဲ့မိုဇမ်ဘစ်မှာ မတရားဖိနှိပ်ခံရတာတွေအများကြီးရှိခဲ့ပါတယ်။ဒီလိုအခြေအနေမှာ Frelimo အဖွဲ့က1964ခုနှစ်မှာလက်နက်ကင်ဒေါ်လာရေးကိုစတင်ခဲ့ပါတယ်။ဒီအဖွဲ့ဟာတောင်တန်းဒေသတွေမှာစခန်းချပြီးတိုက်ခိုက်ခဲ့တာပါ။သူတို့အောင်မြင်တဲ့အချက်ကရွာသားတွေကိုကျမ်းမာရေးပညာရေးစာနယ်ဇင်းခါရီထောက်ပံ့ပေးပြီးယုံကြည်မှုတည်ဆောက်ခဲ့တာပါ။ ရလက်အနေနဲ့1985ခုနှစ်မှာလွတ်လပ်ရေးရရှိခဲ့ပြီးအာနာရှင်စနစ်ကနေလွတ်မြောက်ခဲ့ပါတယ်။နံပါတ်၄ဇင်ဘာဘွေ1980ခုနှစ်အရင်ကရူဒီရှားလို့ခေါ်တဲ့ဇင်ဘာဘွေမှာလူဖြူနည်းစုအစိုးရကအာနာရှင်ဆန်စွာအုပ်ချုပ်နေခဲ့ပါတယ်။ဒီအတွက်ဇန်လာနဲ့ဇစ်ပရာတို့လိုလက်နက်ကိုင်အဖွဲ့တွေကပျော်လန့်ရေးစပွဲကိုစတင်ခဲ့ပါတယ်။ ကျောင်းသူကျောင်းသားတောင်းသူလေသမားမျိုးသမီးများပါဝင် နေရမျိုးစုံကပြည်သူတွေတော်လှန်ရေးမှာပါဝင်ခဲ့ကြပါတယ်။အခက်ခဲတွေကြားကနေမျိုးစုံသောနှီးပြူဟာတွေတုံးပြီးတိုက်ပွဲဝင်ခဲ့ကြပြီး နောက်ဆုံး1980ခုနှစ်မှာလွတ်လပ်ရေးရရှိခဲ့ပြီး Robert Mugabe ဦးဆောင်တဲ့အစိုးရတည်တက်လာခဲ့ပါတယ်။နံပါတ်5အန်ဂိုလာ1995ခုနှစ် အန်ဂိုလာက1962ခုနှစ်မှာပေါ်တူဂီကိုလိုနီအုပ်စိုးမှုကိုစတင်တော်လှန်ခဲ့ပါတယ်။မဖလာ၊ယူနီတာ၊ဖနလာ၊ဒိုပွဲရီကဥဆောင်ပြီးလက်နက်ကင်တော်လှန်ခဲ့ကြတာပါ။တော်လှန်ရေးကာလအတွင်းတိုက်ခိုက်ရေးအဖွဲ့တွေဟာနေမြေတော်တော်နေမြားကိုထိ ंछ ုံနိုင်ခဲ့ပြီးရွာသားတွေကိုကာဝယ်ပေးခဲ့ပါတယ်။စီရင်နဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကိုတွဲလုပ်ခဲ့ပြီးနောက်ဆုံး1995ခုနှစ်မှာလွတ်လပ်ရေးရခဲ့ပါတယ် နံပါတ်6 Eritrea 1990ခုနှစ် Eritrea ဟာ Ethiopia ရဲ့အပိုင်လိုမျိုးအုပ်ချုပ်ခံခဲ့ရပါတယ်။ဒီကနေလွတ်မြောက်ဖို့အတွက်အဖွဲ့ကဥဆောင်ပြီးတော်လှန်ခဲ့ကြပါတယ်။နှစ်ပေါင်း30နီးပါးကြာရှည်တဲ့တော်လှန်ရေးမှာ Eritrea ပြည်သူတွေအများကြီးဆုံးလို့အနစ်နာခံခဲ့ကြရပါတယ်။အထူးသဖြင့်မိမပြိုတွေ၊ကလေးတငယ်တွေအများကြီးပါဝင်ခဲ့တာအထင်ကြီးရပါပဲ။ 1992ခုနှစ်မှာနောက်ဆုံးအောင်ပွဲခံနိုင်ခဲ့ပြီး1993ခုနှစ်မှာတော့တရားဝင်လူလည်ရေးကြေညာနိုင်ခဲ့ပါတယ်။နံပါတ်9နီကာရာဂွာ1989ခုနှစ်နီကာရာဂွာမှာစမစက်မိသားစုကနေပေါင်းများစွာ အာနာရှင်ဆန်စွာအုပ်ချုပ်ခဲ့ပါတယ်။ ဆွန်ဆန်တနစ်တပ်က1960ခုနှစ်ကတည်းကဒီမီတာစုကိုတော်လှန်ဖို့စတင်ခဲ့ပေမဲ့1990နောက်ပိုင်းကျမှတကယ်ရှိန်ဟုန်ရလာခဲ့တာပါကျောင်းသားအလုသမားလယ်သမားဖုန်းကြီးအပါဝင်လူလန်းစားပေါင်းစုံပါဝင်လာတဲ့အခါတော်လန်ကြီးကတကယ့်ကိုကီတုတော်လန်ကြီးဖြစ်လာခဲ့ပါတယ်1989ခုနှစ်အရောက်နောက်ဆုံးမှာအာနာရှင်စနစ်ကိုဖြိုချနိုင်ခဲ့ပါတယ် နံပါတ်၈ဂီနီဘစ်ဆော1983ခုနှစ်ဂီနီဘစ်ဆော်မှာ ပေါ်တူဂီကိုလိုနီစနစ်ကိုဖဲကပ်ဖွဲ့ကဥဆောင်ပြီးတော်လှန်ခဲ့ပါတယ်။သူတို့ရဲ့ခေါင်းဆောင်မခါကဘရဟာတော်လှန်ရေးရဲ့အဓိကပိတုကပါပဲ။ဂျေလက်ဒေတာတွေမှာစီယုံပညာပေးခဲ့ပြီးတောင်သူတွေကတော်လှန်ရေးအတွက်အဓိကအောက်ခြေအင်အားစုဖြစ်ခဲ့ပါတယ်။နှစ်ပေါင်း၁၀နှစ်ကြာတိုက်ပွဲဝင်ပြီးနောက် 1993ခုနှစ်မှာလူလည်ရေးကိုကြီးညာနိုင်ခဲ့ပြီး1994ခုနှစ်မှာတရားဝင်လူလည်ရေးရရှိခဲ့ပါတယ်။နံပါတ်9အယ်ဂျီးရီးယား1962ခုနှစ်အယ်ဂျီးရီးယားမှာ ပြင်သစ်အုပ်ချုပ်မှုအောက်အရန်ကို ခွဲခြားဆက်ဆံမှုတွေဖိနှိပ်မှုတွေရှိနေခဲ့ပါတယ်။ဘဝအဖွဲ့က1954ခုနှစ်မှာနတ်နတ်ကင်ဒေါ်လန်ရေးကိုစတင်ခဲ့ပါတယ်။ ရှစ်နှစ်ကြာတဲ့ဒေါ်လန်ရေးအတွင်းတတန်းကျော်အသက်ဆုံးရှုံးခဲ့ရပေမဲ့1962ခုနှစ်မှာတော့အောင်မြင်မှုရရှိခဲ့ပါတယ်။တခြားဒေါ်လန်ရေးအများစုနဲ့မတူတာက နိုင်ငံတကာသံတမန်ရေးရာဂျိုးပန်းမှုတွေကအရေးကြီးတဲ့အခမ်းကဏ္ဍကပါခဲ့တာပါ။နံပါတ်10ရဝမ်ဒါ1994ခုနှစ် ရွာနာမှာထထလူမျိုးစုတွေဖိနှိပ်ခံနေရပြီးအကြမ်းဖက်မှုတွေရင်ဆိုင်နေရတဲ့အချိန်မှာပပကလက်နက်ကင်ဒေါ်လန်ရေးစတင်ခဲ့ပါတယ်။ဒေါ်လန်ရေးက1990ခုနှစ်မှာစတင်ခဲ့ပေမဲ့လူမျိုးရုံးတက်ခဲ့မှုဖြစ်လာတဲ့1994ခုနှစ်မှာအရှိန်အဟုန်ပိုရခဲ့ပါတယ်။အဖဟာနိုင်ငံတော်ဝန်ကနေတိုက်ခိုက်ပြီးနောက်ဆုံးမှာအာဏာရှင်အစိုးရကိုဖြုတ်ချနိုင်ခဲ့ပြီးလူမျိုးရုံးတက်ခဲ့မှုကိုရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီနိုင်ငံဆယ်နိုင်ငံရဲ့အတွေ့အကြုံတွေကစစ်စစ်ဆက်ဆက်လေးလာတဲ့နဲ့တမိုင်းတင်ခန်းစာတွေပါ မတရားဖိနှိပ်ခံရတဲ့ပြည်သူတွေဟာတနေ့မှတကယ်ကိုစူးစီးအင်အားနဲ့လူမြောက်နိုင်ခဲ့ကြတယ်ဆိုတာတတိပြနိုင်ခဲ့ကြပါတယ်ဒီတော်လန်ရေးတွေဟာအလွဲတကူအောင်မြင်တာမဟုတ်ပဲနေပေါင်းများစွာအနစ်နာခံကြိုးပမ်းမှုတွေနဲ့အဆုံးမှမှအောင်ပွဲခံနိုင်ခဲ့ကြတာပါကျေးဇူးတင်ပါတယ်နော်